ဒီအချမ်းမစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အခုကတော့အမေရိကန်ရဲ့ဘောနော်အမေရိကန်အစိုးရကအစိုးရအနေနဲ့ပြပြသက်သက်ပယ်ချဖို့ဆိုပြီးတော့အမေရိကန်လွှတ်တော်နှစ်ရက်ပေါ့နော်အထက်လွှတ်တော်အောက်လွှတ်တော်တင်ရလုံးကနိုင်ငံသားကြီးရာကော်မတီဥက္ကဋ္ဌတွေနဲ့လွှတ်တော်အမတ်တွေကတောင်းဆိုလိုက်တယ်ဆိုတဲ့သတင်းပါပဲဒီမှာတော့ဘောနော်အမေရိကန်အောက်လွှတ်တော်ကနိုင်ငံသားကြီးကော်မတီဥက္ကဋ္ဌ ဟိုဘာလို့ဥက္ကဋ္ဌအာနှစ်ယောက်နောက်ပြီးအထက်လွတ်တော်နိုင်ငံသားဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှစ်ယောက်ဘောနော်လေးယောက်ကအာဒါဒီဥစ္စာကိုတောင်းဆိုတာဖြစ်ပါတယ်သူတို့တွေကအအကြောင်းအရာကိုဘာဟိုပါဖြစ်လဲဆိုတော့တရုတ်နိုင်ငံရဲ့ဒီထောက်ပံ့မှုနဲ့မြန်မာစစ်တပ်ကကျင်းပရန်စီစဉ်နေတဲ့ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမဲ့ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်ဘူးဆိုပြီးတော့သူတို့ကိုယ်တိုင်ထုတ်ပြန်ကြေညာပါတယ် ဒါအားလုံးသိတဲ့အတိုင်းပဲပြီးခဲ့တဲ့နိုဝင်ဘာ19ရက်နေ့မှာအောက်လွတ်တော်မှာကျင်းပတဲ့ဒီမြမရေးဆိုင်ရာဈာနာပွဲမှာအာဒီတက်တီတွေပေါ့နော်အဲမှာတက်တီထွက်ဆိုကြတဲ့သူတွေကရွေးကောက်ပွဲမှာအားနည်းချက်တွေအများကြီးရှိတယ်လက်ရှိချင်းတွေရင်ဒီရွေးကောက်ပွဲကလည်းလွတ်လပ်ပြီးတရားမျှတမှုမဟုတ်ဘူးဆိုပြီးတော့တညီတညွတ်တည်းဆုံးဖြတ်တယ်ပေါ့နော်အဲ့တော့အဲသူတို့ပြောတဲ့အကြောင်းအရာလေးကိုနည်းနည်းပြန်ပြောရမယ်ဆိုရင်သူတို့ချိန်ညာချက်ထဲမှာပါတာပေါ့မြန်မာနိုင်ငံမှာဒါမဲ့ဒီဇင်ဘာမှာစီစဉ်ထားတဲ့ရွေးကောက်ပွဲဒီဟန်ပြရွေးကောက်ပွဲတွေဖြစ်တယ် ဒါကိုတက်တည်ပြနေတယ်နိုင်ငံတကာအတိုင်းဝိုင်းကိုလှည့်ပြားဖို့ဆေးရနာရှင်အဖွဲ့အားစီစဉ်ပြုလုပ်တာဖြစ်တယ်၂020ခုနှစ်အာနာဆေးရနာသိမ်းမှုနဲ့ဒီမြန်မာပြည်သူများပေါ်လက်ရှိချွန်းလို့နေတဲ့အကြမ်းဖက်မှုများအပြီးတွင်တရုတ်ကြောထောင်းနောက်ကံပြစစ်ကောင်စီအတွက်တရားဝင်မှုဖန်တီးပေးရန်ရည်ရွယ်ထားခြင်းဖြစ်ကြောင်းအာနာသိမ်းပြီးတော့ငါးနှစ်နီးပါးကြာမှာဒီစစ်ကောင်စီကတရုတ်နဲ့ရုရှားစီကနေပြနိုင်ငံရေးစီရေးရပံ့ပိုးမှုတွေတိုးမြင့်ရရှိနေတဲ့နေမီထိန်းချုပ်ရန်ရုန်းကန်နေရတဲ့ဖြစ်ကြောင်းဆိုပြီးလွှတ်တော်အမတ်တွေကပြောပါတယ်အဲ့တော့ ဒါကတော့ American ကเอ่อดาโหดีโลอตันเนี่ยก็ถั่วตาเว้ยอดิก็တော့ damage ลึดต่อบักก็ถั่วได้อตันเนี่ยอเมริกันอซูยาก็ถั่วได้อตันก็ไม่ถูกหรอกตะเกณฑ์นั้นจ้ะတော့ option นี่ကိုหลุดตาก็อเมริกันซูยาก็หลุดตาဖြစ်ပါတယ်ဒါကြောင့်မလို့อเมริกันซูยาစီကိုအာကျွန်တော်တို့ကဘာလို့อเมริกันซูยาစီอตันนี่ถั่วလာဖို့ကအရန်ကိုအရေးကြီးပါတယ်ဘာဖြစ်လို့อเมริกันလို့အင်အားကြီးနိုင်ငံတစ်ခုကမ္ဘာ super power နိုင်ငံကြီးကနေပြီးတော့ ဘောတော့ဒီလိုအတန်ထွက်လာတာဟာစစ်ကောင်စီရဲ့ဂျင်းနဲ့ကြက်ထဲကိုရိုက်ရိုက်စီပါတယ်